ကျွန်တော်ရဲ့မိစေများအားလုံးမင်္ဂလာပါ။ကြာသာပတေးသားသမီးများအတွက်ပေါ့နော်။အပတ်စဉ်တောက်ကြံနေညနေ6:00နာရီမှာပုံမှန်တင်ပေးနေကြဖြစ်တဲ့ဒုက္ခကျေပွင့်တဲတော်နမိတ်ကိုတဲတော်ကတ်ခုနှစ်ကတ်ချပြီးတော့ကံကြမ္မာဖတ်ကြားပေးမှာဖြစ်ပါလေ။ကြာသာပတေးသားသမီးများအတွက်ပထမဆုံးတဲတော်ချလာတဲ့တဲတော်နမိတ်ကကြတော့ The Star ဆိုတဲ့တဲတော်နမိတ်ဖြစ်ပါလေ။ဒီနမိတ်ကကြတော့ကံကြမ္မာကောင်းတာပေါ့။ကောင်းရုံမြမကကံကြမ္မာပွင့်လန်းခြင်းတွေပါ။ ရောနေတဲ့ကံကြမ္မာနမိတ်ဖြစ်ပါတယ်အဲ့တော့ကောင်းလဲကောင်းတယ်ပွင့်လဲပွင့်တယ်ပေါ့နော်ဘလို့ကောင်းပြီးတော့ဘလို့ပွင့်မှလဲတဲ့ဂျာတာပရိသတ်သမီးတွေဟာမိမိတို့ရဲ့စီးပွားရေးတွေမိမိတို့ရဲ့အလုပ်အကိုင်းတွေမိမိတို့ရဲ့အကြံစီတွေစိတ်ကူးတွေအောင်မြင်မဲ့ကံစားတာမျိုးရှိပါတယ်အောင်မြင်ခြင်းရောက်နေတဲ့ကံစားတာမျိုးရှိပါတယ်ဒါတော့လောက်ကိုင်းတွေဒီနဲ့ပတ်သက်ပြီးတော့ကျွန်တော်တို့ဗာမင်းသင်္ကာကဒီ Delta ဆိုတဲ့ Terranomic ကိုဒူဝင်ကျဲဆိုပြီးတော့နာမည်ပေးခဲ့တာပေါ့နော်ဒူဝင်ကျဲဆိုတာလမ်းပြကျဲကိုညွှန်ပြတာပေါ့အဲတော့ဂျာတာဝတိသသမီးတွေအတွက်ဒီချိန်ဟာလမ်းပြရမယ့်အချိန်မဟုတ်ပါဘူးလမ်းကြောင်းတွေပေါ်ပေါက်မဲ့အချိန်ကာလမျိုးဖြစ်ပါတယ်အလုံးသေးကိုင်းတွေပေါ်ပေါက်တတ်တယ်အလုံးကိုင်းတွေနဲ့ပတ်သက်ပြီးတော့စိတ်ချမ်းသာပျော်ရွှင်ရတတ်တယ်ကိုယ်ပိုင်စီးပွားရေးလုပ်ငန်းလုပ်ကင်နေတဲ့သူတွေဆိုရင် ဒီကာလတွေမှာ လုပ်ငန်းတိုးချဲ့ပြီးတော့အောင်မြင်နိုင်မဲ့ကံတာတာမျိုးရှိတယ်။အလောက်ကင်တွေအကြံစီတွေစိတ်ကူးတွေရည်ရွယ်ချက်တွေဟာတဲ့အဖက်ဘက်ကနေအစဉ်ပြေမဲ့ကံတာတာမျိုးရှိတယ်။နောက်ရဝေးဟာသတင်းကောင်းကြားမဲ့အချိန်ဖြစ်ပါတယ်။ကုမ္ပဏီဝန်ထမ်းတို့အစိုးရဝန်ထမ်းအလုပ်တွေလုပ်ကင်နေတယ်။ဂျာတာပရိသတ်သမီးတွေဆိုရင်အလုပ်မှာရာထူးတိုးခြင်းတွေလာတာတိုးခြင်းတွေ နေရာကောင်းအရာချင်းတွေကြုံရတတ်တဲ့အချိန်ကာလမျိုးဖြစ်ပါလဲဒါကတော့ကံကြမ္မာကောင်းတာပေါ့နော်အဲ့ဒီကောင်းတာကိုပတ်ဝန်းကျင်ဟာအထင်ကြီးခြင်းတွေလေးစားခြင်းတွေအောင်မြင်ခြင်းတွေပါရောတာပေါ့တော့ကိုလည်းအဆင်ပြေတယ်ကိုအဆင်ပြေမဲ့သတင်းစကားတွေလည်းပဲကိုယ့်ရဲ့လုပ်ငန်းနယ်ပယ်တည်တည်မှာပြန်ပွားတတ်ကိုယ့်ရဲ့အဓိကတော့ဒီဒူဝင်ကျဲသရကတ်ကအမှုပညာနဲ့ပတ်သက်တဲ့လုပ်ငန်းတွေမှာ ထူးထူးခြားခြားပို့ပြီးတော့ထွန်းတောက်ထွန်းပေါက်အောင်မြင်မှုရတတ်တဲ့အချိန်ကာလမျိုးဖြစ်ပါတယ်အနုပညာလုပ်ငန်းတွေအဆင်ပြေတတ်တယ်အဲအနုပညာစာပေဂီတဖန်တီးခြင်းเนาะအဲ့လိုမျိုးရိုက်ကူးရေးနဲ့ပတ်သက်တဲ့လုပ်ငန်းတွေပို့ပြီးတော့အဆင်ပြေတတ်တာပေါ့နော်နံပါတ်၄ချက်ကငွေချင်းနဲ့ပတ်သက်တဲ့ကံတာပါနော်ငွေချင်းနဲ့ပတ်သက်တဲ့ကံတာမှာကျတော့ခွပလာ၃လုံးကိုကင်မြောက်ပြီးတော့အောင်ပွဲခံနေတဲ့ကံကြမ္မာနမိတ်ချက် တော့ငွေကြေးကန်တာလည်းပဲကြာသာပရိသတ်သမီးတွေအတွက်အထူးကောင်းတယ်လို့ပြောမှာဖြစ်ပါတယ်။ငွေကြေးကိုအကြောင်းပြုပြီးတော့စိတ်ချမ်းသာပျော်ရွှင်ရတဲ့ငွေကြေးပေါ်ကြွယ်ဝတဲ့မဲ့အချိန်ကာလဖြစ်ပါတယ်။ဒီပေါ်တကယ်သူငွေတွေသွလိုက်ပြန်လိုက်ဝင်တတ်တယ်။ရရကြည့်တဲ့ငွေတွေချော့ချော့မော်မော်ရတတ်တယ်။ပေးစရာကြီးတဲ့ငွေတွေချင်းလည်းချော့ချော့မော်မော်ပေးစံနိုင်မဲ့ကန်တာမျိုးရှိတယ်။နောက်ကျမ်းမာရေးကျမ်းမာရေးနဲ့ပတ်သက်တဲ့ကန်တာကတော့မမျော်လင့်မဲနဲ့ ရုတ်တရက်စေုံစေကန်းနေပါလေရောက်ဝတ်တတ်တယ်။မမျော်လင့်မဲ့နဲ့ခွဲစိတ်ကုသခံရတာမျိုးလေးတွေကြုံဝတ်တတ်တယ်။နောက်လူမှုရဲ့အတိုက်ခံလေးတွေများတတ်တယ်။မမျော်လင့်မဲ့နဲ့အတိုက်ခံကြုံတတ်တာပေါ့နော်။လူမှုရဲ့လေးတွေတော့နည်းနည်းသတိထားမဲ့အချိန်ကာလလို့ပြောမှာပေါ့။ပေါင်းစင်းသက်သာရေးတွေအစင်မပြေဖြစ်တတ်တယ်။လူမှုရဲ့အတိုက်ခိုက်ကနှစ်မျိုးပေါ့။တစ်မျိုးကမိတ်ဆွေပေါင်းစင်းတကယ်ချင်းနေနဲ့လေအတိုက်ခံပေါ်တတ် ။ဒါဆွေမျိုးသားချင်းတွေနဲ့လည်းပဲမမျှော်လင့်မဲနဲ့အတိုက်ခံပေါ်တတ်တယ်။အဲဒီအတိုက်ခံနှစ်ခုကြုံတတ်တဲ့အချိန်ကာလမျိုးဖြစ်ပါလား။နောက်ပညာရေးနဲ့ပတ်သက်တဲ့ကံစားဓာတ်တွေမှကြတော့တော်တော်လေးကောင်းပါလား။ဒါပါပဲသားသမီးတွေရဲ့ပညာရေးကံစားဓာတ်ကောင်းတယ်။ခြေစုံမဲ့ဆောင်မွေးကိစ္စတွေအောင်မြင်မဲ့ကံစားဓာတ်မျိုးရှိတယ်။တင်နှံတက်မလို့ရည်ရွယ်ထားတဲ့ကိစ္စတွေထွန်းတောင်းဖြစ်ထွန်းတတ်တယ်။ ဟလာဟိုတဲ့ဒီမှာကနည်းနည်းလေးစိုးရင်တော့ကညများတာပေါ့နော်ဖြစ်မှဖြစ်ပါမလားရမှရပါမလားအောင်မြင်မှာ အောင်မြင်မှာမလားအဲ့လိုမျိုးဖြစ်နေတတ်တော့အဲ့တော့ပညာရေးကဏ္ဍစောင်းမွေးဖြစ်ဆိုခြင်းနဲ့ပတ်သက်တဲ့ကိစ္စတွေမှာဆိုရင်လုံးဝစိတ်မပူသင်ဘူးလို့ပြောမှဖြစ်ပါတယ်နောက်ချင်းနောက်နေတဲ့ပတ်သက်တော့ခွပလာကိုလုံးဆိုတဲ့နမိတ်ပေါ့နော်ရွှေကလတ်တွေကိုပိုင်ဆိုင်ခွင့်ရတဲ့ကံကြမ္မာနမိတ်ဖြစ်တယ် ဒီတဲရောနမိတ်ထဲမှာပါတဲ့လူဟာတဲ့မျက်နှာမှာပြုံးစွင်နေတယ်မျက်နှာသားရှိတယ်အင်မရာမကောင်းတာပေါ့ဒါမှမဟုတ်ကျွန်တော်တို့ဂျာတာပတိသားသမီးတွေအခြေအနေပတ်သက်ရင်စိတ်တိုင်းကကောင်းမဲ့အချိန်ကာလမျိုးဖြစ်ပါတယ်အခြေအနေတော့မကောက်ဘူးပေါ့နော်စီးပွားရေးတွေကတွဲဖက်ပြီးတော့ကောင်းနိုင်တာပေါ့အဲ့တော့ကိုယ့်ရှိသူလောက်ကိုင်းနေတဲ့စီးပွားရေးလုပ်ငန်းတွေမှာတိတိတလာအောင်မြင်တဲ့သတင်းစကားတွေကြားမယ်ကိုမျိုးသားတို့ကိုစနီးမယားတွေရဲ့လုပ်ငန်းတွင်နေမှာ အောင်မြင်တဲ့သတင်းစကားတွေကြားမယ်အဖက်ဘက်ကနေအဆင်ပြေတတ်တယ်ဒီချိန်မှာဂျာလာဝတီသားသမီးတွေရဲ့ကံတရားအရာလုံးရင် ကောင်းမလားမကောင်းလားလုံးတင်လားမလုံးတင်လားအဲ့လိုမျိုးပေါ့နော်တွေးရဖြစ်နေတဲ့ကိစ္စတွေဆိုရင်လုံးကိုလုံးတင်မှာလုံးတဲ့အတွက်လည်းအောင်မြင်မဲ့ကံသာသာမျိုးတွေရှိပါတယ်ဒါဂျာလာဝတီသားသမီးတွေအတွက်အကျိုးပေးတဲ့ကံကောင်းတဲ့အယောင်လေးတွေရှိပါတယ်အဖြူယောင်ရဲ့နောက်တစ်ခုကအနီယောင်ရဲ့ကောင်းပါတယ် နေစာတေဆုံတို့တေစာနေဆုံစတဲ့နံပါတ်တွေရှားပြီးတော့ထီကန်စမ်းနေပါလေ။နောက်မြတ်စွာဘုရားရှင်ကိုရောမြတ်ကြီးကိုကော်ဖီနဲ့အုံးရည်တစ်ခွက်နဲ့ကတ်လူပူဇော်ပြီးတော့ဆုတောင်းပါနော်။ကော်ဖီအားတစ်ခွက်အုံးရည်အားတစ်ခွက်အဲ့ဒါကတ်လူပူဇော်ပြီးဆုတောင်းပါမကောင်းတဲ့ကံတရာအညာငိုက်တွေပြပြပြီးတော့ကောင်းကျိုးလိုရာဆန္ဒရရှိစေမှာဖြစ်ပါလေနော်။ ဒါကြာသာပရိသတ်သမီးတွေတပတ်တာကာလမှာတွေ့ကြမယ်။ကံကြမ္မာဆိုးကောင်းများတွေဒုက္ခကြေပွင့်တေရနမေဖာကြပေးကြတာဖြစ်ပါတယ်။ကြာသာပရိသတ်သမီးကျွန်တော်ရဲ့မိတ်ဆွေပေါင်းလည်းကိုယ်ချမ်းသာခြင်းစိတ်ချမ်းသာခြင်းနဲ့ပြည့်စုံပြီးတော့လောယာဆန္ဒတစ်လုံးတစ်ဝါးရဲ့ရရှိနိုင်ပါစေ။ကျန်းမာအောင်လို့ဆောင်နှံ့မြောက်ကြပါစေလို့ယူရောမင်္ဂလာချမ်းနဲ့လှိုက်လိုက်လဲလဲဆုတောင်းမြတ်တာပို့တာပေးလိုက်ရပါတယ်။ တောက်ကြသားသမီးကျွန်တော်ရဲ့မိတ်ဆွေပေါင်းမင်္ဂလာပါနော်တောက်ကြသားသမီးများအတွက်ဗတ်စဉ်တောက်ကြနေ့ညနေ6:00နာရီဆိုရင်ကျွန်တော်တို့ဒီနမိတ်ကပုံမှန်အပြင်ဆိုရင် တင်ပြနေကြဖြစ်ပါတယ်အဲ့တော့ဒုက္ခကြွယ်ဝင်တဲရောနမိတ်ကိုတဲရောကခုနကချပြီးတော့ကံကြမ္မာဖတ်ကြပေးမှာဖြစ်ပါတယ်နော်အဲ့တော့တောက်ကြသားသမီးတွေအတွက်ပထမဆုံးကြာလာတဲ့တေရောနမိတ်ကကြတော့ကင်းစွာဒုဗယင်ဆိုတဲ့နမိတ်ဖြစ်ပါတယ်။အဲ့ တဲတော့မှာဒုတ်ကဲခွက်ကဲဓာရဲကျဲရဲဆိုပြီးတော့လေးမျိုးရှိတာပေါ့နော်ဒုတ်ခွက်ဓာကျဲအဲဒီမှာတော့ဒုတ်ပေါ့အဲဒုတ်အုပ်စုထဲမှာမှဒီကကကြတော့ဘယင်ဆိုတဲ့ကတ်ကြတော့အဲတော့တဲတော့ကဒီမှာကြတော့ဒုတ်ချောင်းနမိတ်တရားဘာကိုညွှန်ပြတာလဲဆိုတော့အသည်စတင်ခြင်းအသည်ပေါ်ပေါက်ခြင်းအသည်ဖန်တီးနိုင်တာပေါ့နော်စိတ်ကူးအသည်ရည်ရွယ်ချက်အသည် အလုတ်တဲ့နေရာတဲ့နိုင်ငံတဲ့အဲ့လိုအဲ့အရာတွေကိုညွန်ပြတယ်တရားနာမိတ်ဖြစ်ပါဒါကြောင့်တရားသားသမီးတွေအတွက်အသစ်ပေါ်မယ်ပေါ့နော်ဘာအသစ်တွေပေါ်မှာလဲဆိုတော့အလုတ်တဲ့တွေပေါ်မယ်နေရာအသစ်ကိုတွားရောက်ပြီးတော့စီပွားရှာဖွေ လုပ်ကံရတတ်တယ်နောက်တစ်ခုကပတ်ဝန်းကျင်အသစ်တွေနဲ့ဂျုံဆောင်ရတတ်တယ်မိတ်တွေဆွေတွေတွေနဲ့စုံတွေ့ရတတ်တယ်အကျံစီအသစ်တွေနဲ့စတင်ရတတ်တယ် အဲ့တော့ဒီချိန်မှာ ကိုဘဝအတွဲအလုတ်တိနေရာတိနိုင်ငံတိအတိအတိတွေအကန့်ကြမှာအခွင့်ရခွင့်လန်းအတိတွေလည်းပေါ်ပေါက်တတ်ပါတယ်အဲ့တော့အဲ့ဒီနမိတ်တွေအားလုံးဟာကောင်းသော နမိတ်တွေဖြစ်ပါတယ်အလုတ်တိပြောင်းဖို့အတွဲစိတ်ကူးရှိတဲ့တောက်ကြသားသမီးတွေအတွက်ဆိုရင်ပြောင်းသင့်တယ်အလုတ်တိရှာဖို့ကြည်ရထားတဲ့သူတွေလွယ်လွယ်ကူကူရနိုင်တဲ့ကံတရာမျိုးရှိ လက်ရှိအလုတ်ကနေထွက်မဲ့တခြားအလုတ်ကိုပြောင်းမယ် လက်ရှိနိုင်ငံနေပြီးတော့တခြားနိုင်ငံကိုပြောင်းအဟောင်းအဟောင်းသောအခြေအနေတွေကနေပြီးတော့အစ်စ်အစ်စ်သောအခြေအနေတွေကိုအပြောင်းလဲလုပ်ဖို့အတွက်စ조사အားထုတ်နေတဲ့တောက်ကြသားသမီးတွေအတွက်ဆိုရင်အင်ပါတာမှာကောင်းသောနမိတ်ဖြစ်ပါတယ်။နံပါတ်2ချက်ကတော့ဒီအချိန်မှာကိုစိုက်တဲ့အပင်ကဖြစ်ထွန်းတာပေါ့နော်။အောင်မြင်တဲ့ကံကြမ္မာနမိတ်ဖြစ်ပါတယ်။ဒါကြောင့်မလို့တောက်ကြသားသမီးတွေအားတဲ့မိမိတို့ရဲ့စေဘွားရေးတို့လုပ်ငန်းဆောင်တာတွေအတွက်ကွာ လုပ်ငန်းနေစတင်တဲ့အခါစ조사တဲ့အခါဆောင်ရွက်တဲ့အခါလွယ်လွယ်ကူကူပဲဖြစ်မြောက်ပြီးတော့အောင်မြင်နိုင်တဲ့အချိန်ကာလမျိုးဖြစ်ပါတယ်။အဲ့တော့လုပ်ရင်ကောင်းမလားမကောင်းဘူးလားလုပ်တင်လားမလုပ်တင်ဘူးလားစိတ်ထဲမှာဆုံးဖြတ်ချက်ချဖို့ခဲရင်နေတဲ့အကြောင်းကိစ္စတွေချင်းရဲရဲသာဆုံးဖြတ်ပြီးတော့လုပ်ကင်ဆောင်ရွက်တင်ပါ။နံပါတ်၄ကကြတော့ငွေချင်းနဲ့ပတ်သက်တဲ့ကံကြမ္မာနမိတ်မှကြတော့ဒုတ်ရှစ်ချောင်းနမိတ်အဲ့ဒုတ်ချောင်းရှစ်ချောင်းဟာကောင်းငင်ရနေပြီးတော့ ြန်တန်းလာတဲ့ကံကြမ္မာနမိတ်ကြပြန်ပြီးတော့စိုက်ရောက်လာတာပေါ့နော်သူ့ရဲ့နမိတ်ကအဲ့တော့ငွေကြီးတွေထွက်နေတဲ့ငွေတွေကိုယ့်စီကိုပြန်လဲပြီးတော့ဝင်ရောက်လာတတ်တယ်ငွေကြီးဟောအကြောင်းပြုပြီးတော့လည်းသတင်းကောင်းတွေကြားတတ်တယ်ရရကြည့်တဲ့ငွေတွေချော်ချော်မော်မော်ရတတ်ပြီးတော့ကိုယ်ကပေးစရာရှိတဲ့ငွေတွေရှင်လည်းပဲတောက်ကြသားသမီးတွေအတွက်အစင်ပြေပြေနဲ့ချော်ချော်မော်မော်ပြန်လဲပြီးတော့ပေးဆက်နိုင်မဲ့ကံစားတာမျိုးတွေရှိပါတယ် ။ဒါငွေချင်းနဲ့ပတ်သက်ပြီးတော့ပူပန်သောကရောက်နေတဲ့သူတွေရှိရင်လည်းပြေလည်သွားဖို့ရှိတယ်။ထီပေါက်တကယ်တော့ငွေတွေဝင်လာတတ်ပါလား။အမွေရတကယ်တော့ငွေတွေဝင်လာတတ်ဖို့ရှိပါလား။ငွေချင်းနဲ့ပတ်သက်ပြီးတော့အဆင်မပြေဖြစ်နေတဲ့လူတွေရှိရင်တော့စိတ်မပူနဲ့လို့ပဲပြောချင်ပါလေနော်။နောက်ကျမ်းမာရေးကျမ်းမာရေးမှာကြတော့တဲရောနမိတ်တဲမှာရှင်ပြန်ထမြောက်ဆိုတဲ့ကံကြမ္မာနမိတ်ကြတော့နော်ရှင်ပြန်ထမြောက်ဆိုတဲ့ကံကြမ္မာနမိတ်ကဘာကိုညွှန်ပြတာဆိုတော့သေအားနေပြန်ရှင်နေတဲ့ မကောင်းရာနေပြန်ကောင်းတယ်တဲ့ကျမရဲ့ညံ့နေရာနေကျမရဲ့ပြန်ကောင်းတယ်တေလူမျိုးပါယောဂဝေဒနာနှိမ့်ဆက်ဖီသီခံစားနေရာကနေပြီးတော့လွတ်မြောက်သွားမယ်ကံတာတာမျိုးရှိပါအဲ့တော့ဖေဖေကနေအစဉ်ပြေခြင်းနေကံကောင်းခြင်းနေစိတ်ချမ်းသာအောင်မြင်ခြင်းနေကြုံရတတ်တဲ့ကံကြမ္မာနမိတ်ပါနေနေကောင်းတာမဟုတ်ပါဘူးအများကြီးကောင်းပါတယ်ဒါကြောင့်တာကြသာသမီးကျွန်တော်ရဲ့မိတ်ဆွေတက်မှာကျမ်းမာကြီးညံ့နေတဲ့သူတွေအရှင်စိတ်မပူနဲ့လို့ပဲပြောကြတာပါနော် ။နောက်ဆွေမျိုးသားချင်းတွေထဲမှာမမျှော်လင့်မဲ့နဲ့နာရေးတွေပါတွေပေါ်တတ်တယ်။ကိုချစ်ခင်ရတဲ့ဆွေမျိုးသားချင်းတွေနဲ့ရုပ်တရည်နာရေးကျမ်းမာရေးကိုအကြောင်းပြုတော့ခွဲခွာတာမျိုးတွေဖြစ်တတ်ပါတယ်။နောက်လူမှုရေးနဲ့ပတ်သက်တဲ့ကံစားတာတော့တော်တော်လေးကောင်းပါတယ်။ဒီချိန်မှာမိကောင်းဆွေကောင်းတွေကြုံမယ်။ဆရာကောင်းသမားကောင်းတွေကြုံမယ်။မိဆွေဆရာသမားတွေကောင်းကျိုးပြုမယ်။အာအကြံကောင်းကြံကောင်းတွေရရှိတတ်တဲ့အချိန်ကာလမျိုးဖြစ်ပါတယ်။ ။နောက်ချင်းတော်ရင်းနဲ့ပတ်သက်တဲ့ကန္တာမှာကြတော့တပ်ဖူးတဲ့တပ်ဖူးဆိုတာအယူကတ်ကြတာပေါ့နော်။အယူကတ်ကြတော့အယူကတ်ကတဲ့ပြကြတော့ရှစ်တူအခဲနောက်ဆိုအခဲအခြေအနေမျိုးတွေနဲ့ကြုံရတတ်ပါ။အဲ့တော့လက်ရှိကိုယ့်ရဲ့အခြေအားမကောင်းပြတ်မလား၊ကွဲမလားဆိုရင်ပြတ်လည်းမပြတ်ဘူး၊ကွဲလည်းမကွဲဘူး၊ရှေ့လည်းမဆက်ချင်တော့ဘူး။အိမ်တော်ရင်းနဲ့ပတ်သက်တဲ့ကံတရားတွေမကောင်းမကောင်းတာမှတော်တော်လေးအဆင်မပြေဖြစ်တယ်ဥပမာ ။အဲ့တော့ကိုကကွဲကျင်နေမပေါင်းကျင်ဒါပေမဲ့အချင်းတွေအကြောင်းမျိုးမျိုးနဲ့ကွဲကျင်ပါရဲ့နဲ့ဆက်ပေါင်းနေရတာလို့မပေါင်းကျင်ပါနဲ့ဆက်ပြီးတော့ပေါင်းနေရတာလို့အဲ့လိုမျိုးတွေကြုံရတတ်ပါ။အဲ့လိုအချင်းတော်ရင်းနဲ့ပတ်သက်ရင်လည်းပဲစိမ်မောလူမောဆိုတဲ့အချင်းတွေမျိုးတွေကိုကြုံရတတ်တာပါနော်။ဒါမလို့အချင်းတော်ရင်းနဲ့ပတ်သက်တဲ့ကံတရားမှကြတော့ဘာမှဆုံးဖြတ်ချက်မချပဲနဲ့အခြေအနေတွေကိုစောင့်ကြည့်တင်ပါ။တရားစီပွားရေးနဲ့ပတ်သက်တဲ့ကံစားတာတွေ လုပ်ငန်းဆောင်တာတွေနဲ့ပတ်သက်တဲ့ကံတာတာတွေမှာကြတော့ဒါအဖက်ဖက်ကနေပြီးတော့အဆင်ပြေခြင်းတွေကံကောင်းခြင်းတွေစိတ်ချမ်းသာရခြင်းတွေကြုံမယ်အဲ့တော့မိမိတို့ကြိုးစားဆောင်ရွက်တဲ့လုပ်ငန်းဆောင်တာတွေဟာတိတိတသာ အောင်မြင်မဲ့ကံတာတာမျိုးလေးတွေရှိတာပေါ့နော်အဲ့တော့တာကြာသားသမီးတွေအတွက်အကျိုးပေးတယ်ကံကောင်းတဲ့အရောင်လေးတွေရှိပါတယ်အဲ့ဒါပါလဲဆိုတော့အစိမ်းရောင်နဲ့အနဲ့ရောင်နဲ့ကောင်းပါတယ် ော်ဒီလိုဓာရီကံလမ်းမဲတို့ဓာရီဝါသနာပါတဲ့တောက်ကြသားသမီးတွေဆိုရင်လေးစား9ုံတို့9စား4စုံစတဲ့နံပါတ်လေးတွေရှာပြီးတော့ထိုးပါနော်မြတ်စွာဘုရားရှင်ကိုတော်မြတ်ကြီးကိုယာကုနော်ယာကုစွန်ယာကုစွာစံပြုတ်ပေါ့နော်ယာကုစွန်ကတ်လူဘူးသွားပြီးတော့ဆူတောင်းပါအဲဆိုရင်တောက်ကြသားသမီးတွေကြုံတွေ့ရမယ်မကောင်းတဲ့ကံတရာအញ្ញံကိုက်တွေပြပြပြီးတော့ ကောင်းကျိုးလိုရာဆန္ဒတွေရရှိသင့်မှာဖြစ်ပါတယ်။တောက်ကြသားသမီးကျွန်တော်ရဲ့မိတ်ဆွေပေါင်းလည်းကိုကြမ်းမစိတ်ချမ်းသာလိုရာဆန္ဒပြည့်ပါစေလို့ယူရောမင်္ဂလာချမ်းနေအလေးနဲ့ဆုတောင်းမြတ်တာပို့သလိုက်ပါတယ်။စနေသားသမီးကျွန်တော်ရဲ့မိတ်ဆွေပေါင်းမင်္ဂလာပါနော်။စနေသားသမီးများတွေဗတ်စဉ်တောက်ကြနေညနေ6နာရီမှာပုံမှန်တင်ပြနေကြဖြစ်တဲ့ဒုက္ခကျေပွင့်တဲရော့နမိတ်ကိုတဲရော့ကခုနှစ်ကတ်ချပြီးတော့ကံကြမ္မာဖတ်ကြားပေးမှဖြစ်ပါတယ်။ စနေသားသမီးတွေအတွက်ပထမဆုံးကြလာတဲ့တေရိုနမိတ်ဟာဆိုရင်တော့ကန်ဂျမာလှဲဘိန်းဆိုတဲ့တင်ဂီတာနမိတ် ဖြစ်ပါတယ်ကန်ဂျမာလှဲဘိန်းအဲ့တော့လှဲဘိန်းတွေကိုမြင်ပြီးဆိုရင်အပြောင်းလဲဖြစ်လဲပတ်မဲ့သဘောဖြစ်တဲ့ရတ်တန်နေတာတွေအလုံးလဲသွားမယ်စိုးနေတာတွေအလုံးကောင်းသွားမယ်အဖက်ဘက်ကနေပြီးတော့အဆင်ပြေခြင်းတွေကံကောင်းခြင်းတွေစိတ်ချမ်းသာအောင်မြင်ရခြင်းတွေကြုံရတတ်တဲ့ကန်ဂျမာမျိုးရှိပါတယ်အဲ့ကောင်းသောအပြောင်းလဲတွေဖြစ်မယ်တဲ့အဲ့တော့ဘာတွေအပြောင်းလဲတွေဖြစ်နိုင်လဲဆိုတော့စနေသားသမီးတွေဟာ အလုတ်ပြောင်းနေရာပြောင်းနိုင်ငံပြောင်း အလုတ်နေရာပြောင်းလဲတွေနိုင်ငံပြောင်းလဲတွေဌာနပြောင်းလဲတွေလုပ်ငန်းပြောင်းလဲတွေအတွက်စူးစမ်းနေတယ်မျှော်လင့်နေတယ်စနေသားသမီးတွေဆိုရင်အင်မတန်မှကောင်းသောနမိတ်ဖြစ်ပါတယ်ဒီကလာမှာအပြောင်းလဲတွေအတွက်အပြောင်းရွှေ့ကိစ္စတွေဆိုရင်ထူးထူးခြားခြားအောင်မြင်မှုရတတ်တဲ့အချိန်ဒီကလာမျိုးဖြစ်တယ်နံပါတ်1ကတော့ကာလာကြာကြီးထင်းငော့နေတယ်ကြန့်ကြာနေတယ်ရက်တက်နေတယ် စီးပွားရေးလုပ်ငန်းဆောင်တာနဲ့ပတ်သက်တဲ့ကိစ္စတွေဟာတိတိတသာတိုးတက်ပြီးတော့အောင်မြင်သွားနိုင်တဲ့ကံတရာမျိုးရှိပါတယ်။ရောစရေသားသမီးတွေရဲ့ကံတရားမှာစီးပွားရေးတွေရပ်နေသလားလုပ်ငန်းတွေရပ်နေသလားအကြံအစီတွေရပ်နေသလားမတိုးတက်ဘူးလားအဲ့ဒီရပ်တန့်နေတဲ့စီးပွားရေးလုပ်ငန်းဆောင်တာတွေဟာတိတိတသာတိုးတက်ပြီးတော့ကံကောင်းပြီးတော့အောင်မြင်သွားမယ်ကံတရာမျိုးရှိပါတယ်။ နောက်တစ်ခုကဒီကလာတွေမှာအပြောင်းလဲတွေဂျုံတက်တယ်အဲ့ဒီအပြောင်းလဲတိုင်းအပြောင်းလဲတိုင်းကလည်း Queen of Fortune ဆိုတာကံကြမ္မာရဲ့အကောင်းဆုံးအပြောင်းလဲကိုညွှန်ပြတာပါနော်ဒါကြောင့်ကောင်းတဲ့အပြောင်းလဲဖြစ်ပါတယ်ဒီကလာမှာအပြောင်းလဲတွေကိုမကြောက်ပါနဲ့ဘဝမှာမြည်သည့်အကြောင်းအရာမြည်သည့်အပြောင်းလဲတွေပဲလာလာအဲ့ဒီအပြောင်းလဲတိုင်းအပြောင်းလဲတိုင်းဟာကိုယ့်ရဲ့ကံတရားအတွေ့ပုံမိုပြီးတော့လင်းလက်ဖို့ပုံမိုပြီးတော့တောက်ပါဖို့ပုံမိုပြီးတော့ကောင်းမွန်ဖို့အတွက်ပြောင်းလဲတဲ့အပြောင်းလဲတွေဖြစ်ပါတယ်နော် နောက်တစ်ခုကကာလကြာကြီးထင်းကောနေတဲ့ကြံ့ကြာနေတဲ့ရောင်းရွယ်တာကိစ္စတွေဆိုရင်အိမ်ရောင်းတာတွေခြံရောင်းတာတွေကားရောင်းတာတွေပြည်စည်းရောင်းတာတွေအဲ့လိုရောင်းမထွက်တဲ့ကိစ္စတွေလွယ်လွယ်ကူကူနဲ့ရောင်းထွက်သွားနိုင်တဲ့ကံတာတာမျိုးတွေမှာရှိပါတယ်။ဒါကြောင့်တော်တော်လေးကောင်းတယ်လို့အကြံဉာဏ်ပေးခြင်းပါတယ်။ရှေ့ဆက်စီးပွားရေးကံတာတာတွေကောင်းမယ်အလုပ်ကိုင်းတဲ့အကြံတီတွေစိတ်ကူးတွေရွေးချက်တွေကောင်းပါလိမ့်။နံပါတ်၄ချက်ကတော့ဆွေမျိုးသားချင်းနဲ့ပတ်သက်တဲ့ကိစ္စတွေပေါ့နော်။အဲ့ဒါထူးထူးခြားခြားပို့ပြီးတော့ကောင်းနိုင်တဲ့ကံတာမျိုးရှိရှိ ွေမျိုးသားချင်းတွေကိုအကြောင်းပြုပြီးတော့စိတ်ချမ်းသာဆွေမျိုးသားချင်းနဲ့ပတ်သက်ပြီးတော့ပူပန်တော့ကกินမယ်ကိုယ်အနေနဲ့ဆွေမျိုးသားချင်းတွေနဲ့ပတ်သက်ပြီးတော့လုံမယ်လို့စိတ်ကူးထားတဲ့ကိစ္စတွေဆိုရင်တိတိသားသာလောက်ကင်ပြီးတော့အောင်မြင်နိုင်တဲ့အနေအထားမျိုးရှိတယ်။နောက်လူမှုရေးမှာဆိုရင်ကျဲပွင်းကိုးပွင်းဆိုတဲ့နမိတ်ပေါ့နော်။ကျဲပွင်းကိုးပွင်းကကြတော့ဒါလူမှုရေးကံစားတာအထူးကောင်းတာပေါ့။လူချင်းလူကင်များမယ်။ပေါင်းစည်းဆက်ဆံရေးတွေအဆင်ပြေမယ်။လူအများကြီးချစ်ခင်မှု လေးစားမှုတန်ဖိုးထားမှုကို လွယ်လွယ်ကူကူနဲ့ရနိုင်တဲ့ကံတာမျိုးရှိတယ်။အဲ့တော့လူမှုရေးကဏ္ဍတွေမှာနာမည်ကုန်သတင်းတွေကြော်ကြားမယ်အကျိုးပေးခြင်းတွေရှိတယ်ပေါ့နော်။နောက်တစ်ခုကကျွန်တော်တို့ငွေကြေးနဲ့ပတ်သက်တဲ့ကံတာဆိုရင် ခွဲပလား၃လုံးဆိုတဲ့နမိတ်ကြတာပေါ့။အဲ့တော့ငွေကြေးကဏ္ဍတွေမှာတူတူကြကြကံကြမ္မာကောင်းတယ်။ရစရာကြီးတဲ့ငွေတွေချော့ချော့မော်မော်ရမယ်။ပေးစရာကြီးတဲ့ငွေတွေချော့ချော့မော်မော်ပေးစမ်းတယ်။ငွေကြေးနဲ့ပတ်သက်ပြီးတော့တူးကောင်းတရားကောင်းလှူတာတဲ့ အများစုပေါင်းပြီးတော့လောက်ကင်ဆောင်ရွက်ပြီးတော့အောင်မြင်မဲ့ကံတာမျိုးတွေရှိပါတယ်။နောက်တစ်ခုကကျွန်တော်တို့ဒီမှာဆိုရင်ကျမ်းမာရေးပေါ့ကျမ်းမာရေးနဲ့ပတ်သက်ရင်ကိုယ်ကိုယ်တိုင်ကတော့ကျမ်းမာရေးအញ្ញံခိုက်တွေမရှိပါဘူး။ကျမ်းမာရေးကံတာတွေကောင်းတယ်။ဒါပေမဲ့အဲ့လိုပဲကျမ်းမာရေးကိုအကြောင်းပြုပြီးတော့ကိုယ့်ရဲ့လက်အောက်ငယ်သားတွေကျမ်းမာရေးညံ့လို့လက်အောက်ငယ်သားတွေနေထိုင်မကောင်းလို့လက်အောက်ငယ်သားရဲ့ကျမ်းမာရေးတွေပူပန်ရတာလို့အဲ့လိုမျိုးတွေဖြစ်တတ်ပါတယ်။ ။နောက်ပညာရေးနဲ့ပတ်သက်တဲ့ကံတရာတွေမှာသူရင်ကျယ်ဝင်သုံးဝင်တဲ့နမိတ်ကြတာပေါ့နော်။ကျယ်ဝင်သုံးဝင်ဆိုတာအင်မတမကောင်းသောနမိတ်ဖြစ်တယ်။နောက်တစ်ခုကသူကနိုင်ရမှာကပီးထိုးတဲ့နမိတ်ဖြစ်တယ်။မှတ်ကြောက်တင်တဲ့နမိတ်ဖြစ်တယ်။အဲ့တော့စနေသားသမီးတွေအတွက်ပညာရေးနဲ့ပတ်သက်တဲ့ကံတရာကတော့တော်တော်လေးကောင်းတယ်လို့ပြောမှဆိုရင်ပြောရပါလေ။အထူးကောင်းတာပေါ့နော်။အဲ့တော့သင်တန်းကိစ္စတွေအောင်မြင်တတ်တယ်၊စာမွေးပြည့်စုံမဲ့ကိစ္စတွေထူးထူးခြားခြား အကျိုးပေးပြီးတော့ကံကောင်းပြီးတော့ဖြစ်ထွန်းအောင်မြင်တတ်တဲ့အချိန်ကာလမျိုးဖြစ်ပါတယ်။နောက်ခြေအနှောင်းနဲ့ပတ်သက်ရင်တော့သူကကျဲပွင်းနမိတ်ပေါ့နော်။ကျဲပွင်းလူလင်းဆိုတဲ့နမိတ်ကြတယ်။ခြေအတွက်စိတ်ချမ်းသာရခြင်း။အိနှောင်းအိနဲ့ပတ်သက်ပြီးတော့စိတ်ချမ်းသာရခြင်း။ခြေအိနှောင်းအိနဲ့ပတ်သက်တဲ့ကိစ္စတွေမှာပူပန်သောကကင်းခြင်းစိတ်ချမ်းသာရခြင်းတွေကြုံမယ်။အကျိုးပြုခြင်းတွေခံရတာပေါ့နော်။တော်တော်လေးကောင်းပါနည်းနည်းမဟုတ်ပါအများကြီးကောင်းပါ ငါစရေသားသမီးတွေရဲ့တပတ်တာကာလကံကြမ္မာအဆိုးကောင်းနေမှာဆိုရင်တော့အကောင်းနှမိတ်တွေများတယ်လို့ပြောရမှာဖြစ်ပါတယ်အဓိကတော့အပြောင်းလဲတွေဖြစ်တတ်တာပေါ့နော်အဲ့ဒီအပြောင်းလဲတိုင်းအပြောင်းလဲတိုင်းဟာကောင်းသောအပြောင်းလဲတွေဖြစ်မယ်ဒါကြောင့်အပြောင်းလဲတိုင်းအပြောင်းလဲတိုင်းကိုဝယ်ကန်းလုပ်ပါအပြောင်းလဲတိုင်းအပြောင်းလဲတိုင်းကိုလိုက်လျောညင်ညွအောင်စူးစမ်းအထောက်အထင်တယ်အဓိကနောက်တစ်ခုကဟောခက်ခဲနေတဲ့ကိစ္စတွေရပ်တန့်နေတဲ့ကိစ္စတွေအားလုံးပြည်သူသားကံကြမ္မာပွင့်လန်းပြီးတော့စတင်လဲပတ်တတ်ရမယ့်အချိန်ကာလမျိုးဖြစ်ပါတယ် ။ဟောငွေချင်းနဲ့ပတ်သက်တဲ့ကံတာတွေမှာလည်းတော်တော်ကြာကြာအကျိုးပေးပြီးတော့ကံကောင်းပြီးတော့အောင်မြင်မှုတွေရတတ်တဲ့အချိန်ကာလမျိုးဖြစ်ပါတယ်နော်။ငွေကံကြေးကံတွေကောင်းတယ်။လူမှုရေးတွေဆွေမျိုးသားချင်းကံတာတွေနော်ပညာရေးကံတာဘာသာရေးနဲ့ပတ်သက်တာတွေအဋိဋ္ဌံတွေအလူအဒန်းတွေတေချာပေါက်လုပ်ဖြစ်မယ်တဲ့နော်တော်တော်လေးကောင်းပါလား။အဲ့တော့ကျွန်တော်စနေသားသမီးတွေအတွက်အကျိုးပေးတဲ့ကံကောင်းတဲ့အယောင်လေးတွေကတော့အနဲ့ယောင်နဲ့အပြာယောင်နဲ့ကောင်းပါတယ်။ အကြောင်းချင်းငယ်ကိစ္စကြီးတဲ့ကအနဲ့ရောင်လေးတွေအပြာရောင်လေးတွေဝတ်ပါဆောင်းပါ။နောက်ထီတို့တာတွေကံသမဲတို့တာတွေဝါသနာပါတဲ့စနေသားသမီးတွေအားကြတော့ခွန်စ6ဆုံးတော့6စာ9ဆုံးတို့စတဲ့နံပါတ်တွေရှာပြီးတော့ထိုးပါ။မြတ်စွာဘုရားရှင်ကိုတော့မြတ်ကြီးကိုထန်းသီးမုံလို့ဘာလို့ကတ်လူပူဇော်ပြီးတော့ဆုတောင်းပါနော်။ထန်းသီးမုံမရတဲ့အရာဒေသတွေဆိုရင်တော့တဲ့နှင်းစီပန်းရဲ့တပြေပန်းရဲ့ပူပြီးတော့လှူပါ ကိုယ်ကမကောင်းတဲ့ကံတရားအညံ့ကြိုက်တွေပြပြပြီးတော့ကောင်းကျိုးလိုရာဆန္ဒရရှိစေမှာဖြစ်ပါတယ်။စနေသားသမီးကျွန်တော်ရဲ့မိတ်ဆွေပေါင်းလည်းကိုကျမ်းမှာစေကျမ်းသာလိုရာဆန္ဒရပြည့်ဝပါစေလို့ယူရောမင်္ဂလာချမ်းနေလိုက်လိုက်လဲလဲဆုတောင်းမေတ္တာပို့သလိုက်ပါတယ်။ကျွန်တော်ရဲ့မိတ်ဆွေတွေကိုယူရောမင်္ဂလာချမ်းကအားလုံးအတွက်အကျိုးများတဲ့ပွဲလေးတစ်ပွဲဖိတ်ချင်ပါတယ်နော်။အဲ့ဒါ၄ရက်၁၇လ၂၀၂၅ဒီသံမုံလာပြည့်နေ့ညဖြစ်ပါတယ်။ ဲ့နေ့ကဆေးပေါင်းခတဲ့ညဖြစ်တယ်။နွေမြစ်တဲ့ပင်ဆေးဘက်ဝင်တာပေါ့နော်။အဲ့ဒါသာမလားမြစ်နေ့ညဆေးပေါင်းခတဲ့ညမှာကျွန်တော်တို့ယူရောမင်္ဂလာချမ်းမှာဆေးဖော်ပွဲ ရှိပါတယ်။ဘာဆေးလဲဆိုတော့ဈေးခေါ်လက်ပွင်မျက်နှာပွင်ပီယာဈေးဖြစ်ပါတယ်။အပြိုစဉ်ခုနှစ်ယောက်ကတန်လိုက်တုံးကိုမုံညင်းတည်နေတွေ့တယ်။ဘေးကလူပေါင်းများစွာကမြေတားတုတ်တွေတရဇတ်ရွတ်တယ်။ဇပကြီးသီးကြီးတွေထည့်ပြီးတော့ဖော်ဆက်ရတဲ့ဈေးဖြစ်တယ်။ အဲ့တော့ဒီတက်မှာပြောစင်ခုနှစ်ယောက်ကပီရတက်တွေပါတယ်တန်လိုက်တက်တွေပါတယ်ညှို့တက်တွေပါတယ်အဲဗရန်မှမျက်နှာပွင့်တယ်လက်ပွင့်တယ်စီကားစီတယ်စကားပြောအောင်မြင်သေးတာပေါ့နော်အင်ဗရန်မှအကျိုးများတာပေါ့အဲ့ဆေးကိုတန်လိုက်စီအဲ့လိုတော့ခေါ်ပါတယ်နော်အဲ့တော့အဲ့ဒီဆေးတော်ကြီးကိုဒဇမွန်လာပြည့်နေ့ညမှာကျွန်တော်တို့ယူရောမင်္ဂလာညမှာဆေးပေါ်ပွဲကျင်းပမှာဖြစ်ပါတယ်ရအောင်အားလုံးကျွန်တော်ရဲ့မိတ်ဆွေတွေဆေးပေါ်ပွဲကိုကြွားခဲ့ကြပါညနေ9:00နာရီ6:00နာရီလောက်ရောက်ရင်ရပါတယ်နော်မှတ်ပုံနေလေးတွေယူလာခဲ့ပါ ဲညမှာဒကာမလုံးလာပြည့်နေညဆေးပေါင်းခတဲ့ညမှာကျွန်တော်တို့အတူတကွမေတ္တာသုတ်တွေစုပေါင်းပြီးတော့ရွတ်ပြီးတော့ဆေးဖော်ကြမှာပါဒကာမလုံးလာပြည့်နေညမှာဖော်ဆက်တဲ့ဆေးတွေကိုလည်းအဲညမှာတညာညာတွင်းချင်းတယောက်ကိုဒဗလင်းကြပြန်ပြီးတော့ဝေချမ်းပေးမှာဖြစ်ပါတယ်နော်အဲ့တော့ကျွန်တော်ရဲ့မိတ်ဆွေတွေ၄ရက်၁၇လ၂၀၂၅မှာ ဆေးဘော်ဘွဲကိုကြွားခဲ့ကြပါမှတ်ပုံနှင်းလေးတွေယူခဲ့ကြပါတညာလုံးယူရောမင်္ဂလာချမ်းမှာနေရမှာဖြစ်ပါတယ်နော်ဆေးဘော်တဲ့အစီအစဉ်တွေညနှစ်နာရီသုံးနာရီလောက်မှပြီးမှာဖြစ်ပါတယ်အဲ့တော့နောက်တစ်ခုကကျွန်တော်လာတင်လာတိုင်းတရက်နေ့တိုင်းဗေဒင်လက္ခဏာဆရာပြတင်တန်းရှိပါတယ်တင်တန်းတက်ခြင်းတဲ့လူတွေတရက်နေ့အရောက်လာခဲ့ကြရမှာ